တ်ပြောမယ်ဒီလိုမြောက်မယ်လားဆရာကပြောလို့ဆိုတော့သုဘာတိတာသာယာဝါစာသုဘာတိတာအောင်းစွာပြောဆိုရတော့ယာဝါစာအကျင့်စကားနော်စကားတော်ကောင်းပြောမယ်ဆိုရင်အဲ့ဒါပါလို့မင်္ဂလာရှိစကားပြောလိုက်တဲ့စကားကောင်းဖို့လိုတယ်အဲ့ဒီနေရာမှာစကားတစ်ခုကောင်းနေမကောင်းဘူးဆိုတာကိုဘယ်လိုပြန်အနေနဲ့တိုက်တာမှာလဲဘယ်လိုစံတုံးအနေနဲ့သတ်မှတ်မှာလဲဆိုတာပြောမှာလား လို့ရတယ်နော်စကားလေးကောင်းကောင်းနဲ့မကောင်းဘူးဆိုတာဒီလိုသတ်မှတ်ကြပါတော့အဲ့တော့ဘုန်းကြီးတို့အလွယ်ဆုံးအရှင်းလင်းဆုံးပြောရရင်တော့ကိုပြောလိုက်တဲ့စကားတစ်ပုံးဟာအောင်းရတဲ့စကားဖြစ်ပြီးတော့မင်္ဂလာရှိသွားနေတယ်ဆိုရင်တော့ဝစီသူစိတ်တရားလေးပါးကိုရှောင်ပြီးတော့ပြောနိုင်တယ်အဲ့ဒါမင်္ဂလာရှိတဲ့စကားဖြစ်ပါဝစီဥဒိတရားကလေးပါသောတော်ကဝိညာဉ်ဥစ္စာသူတိကြီးတော်တယ်ပါနေနေပြောလိုက်ပြီနော်အဲ ဆက်လက်ကဘာကိုပြောမယ်ဆိုလို့ရှိရင်ဒီတဲ့ဘောင်တော်ဘောင်တို့ဒီဥစ္စာတရားတွေမပါဖို့လို့လေနော်နံပါတ်၄ပုဒ္ဒဝါဒနော်တရားနဲ့စကားမပေါင်းတဲ့စကားမရှိစီရကိုယ့်ရဲ့ရုပ်ကထွက်တဲ့စကားအမှန်တော်စကားပဲဖြစ်ရတယ်တနည်းအားဖြင့်သစ္စာစကားပဲဖြစ်ရတယ်ဟုတ်လားမှားတဲ့စကားဖြစ်ရတယ်နော်အေးမှားရတဲ့စကားလေးများတဲ့စကားမရှိစီရဟောအဲဒီရုပ်ကဘုဒ္ဓဝါဒကိုရှာတာ နောက်ကြည့်ကိုပြောလိုက်တယ်ဆိုတာကိုယ့်ရဲ့တုတ်ကထွက်လာတယ်ဆိုတော့ဟောသူများတို့ချိန်ခင်မှုတွေကိုပြက်ပြားသွားနေတဲ့စီးရုံးမှုတွေကိုပြုံးကဲသွားနေတဲ့အဲ့တော့မှသူတို့ဘာလို့အကျိုးရသွားနေလဲကိုယ်တရားမျိုးမဖြစ်เสียစီးရုံးနာဝါစာမဖြစ်เสียဟုတ်ရလားအလုံးကောင်းတဲ့တရားမျိုးတွေဖြစ်ရသူများရဲ့ချိန်ခင်ခြင်းရဲ့လူရင်းတွေကိုတို့ပြက်သွားနေတဲ့စီးရုံးမှုကိုချိန်လိုက်ခိုင်မာသွားနေတဲ့စကားမျိုးတွေဖြစ်ရမှာပေါ့ဟုတ်ရလား ေကုရဲ့တရားတော်များရဲ့အချက်အလက်တွေဖြည့်ဆည်းပြီးတော့သူဘက်ကဒေါသတွေနဲ့အမှုတွေများပြီးတော့အလုံးအကျိုးပေးသွားနေတဲ့စကားမျိုးမပြောစီရမထွက်စီရကိုယ့်ရဲ့ဘက်ပါကိုယ်စကားကြောင့်အများအလို့ဖြစ်သွားတယ်ဆိုရင်ခုမှအများကြီးအကြည့်ကြီးတကယ်တမ်းကတော့ဟုတ်ရဲ့လားဒါကြောင့်ကိုယ့်ရဲ့စကားဒီနေ့ရဲ့ပြည်သူ့ဘာသာမဖြစ်စီရနောက်ဆုံးအချက်ကိုပြောလိုက်တဲ့စကားကိုယ့်ရဲ့ဘက်ကထွက်သွားတဲ့စကားတွေဘုရားဘာသာဖြစ်စီရ မကျန်ရဘူးမမောက်မာရဘူးမဖက်ချန်ရဘူးသင်စီးပြီးတော့မပြောရဘူးအချက်စီးရတဲ့မမောဆလာကြီးမပြောရဘူးနော်အလုံးမလုံးရတဲ့တိမ်ဝေးတွေ့ရတာလည်းမဟုတ်ဘူးအင်တာနက်ရှိုးလေးပြရဝါစာပြောတာဖြစ်တဲ့ကြားရရတဲ့စိတ်ချမ်းသာတော့ပြီးတော့နောက်နှလုံးစိတ်ဝါကြည်ညိုပြီးတော့ရစ်တာတရားတွေကိုသာဖြစ်သွားစေတဲ့စကားမျိုးပြောနိုင်ရသေးပေါ့ကိုပြောလိုက်လို့ဖက်သားမှာအများကြီးရှိတယ်ပို့ပြီးတော့ငြိမ်မတတ်တဲ့ အဲ့လိုမျိုးသူတော်အားကိုအမှုကိုဖြစ်သွားတယ်ပဲသာသာတို့မထွက်စေရဘူးပေါ့သုဒ္ဓဝါစာပြည့်စေရနောက်ရင်းနဲ့လည်းမလေးကပါတော့သံဃာပလာပါသံဃာပလာပါဆိုတာကသိချင်းတဲ့ကောင်ယောဂီတို့လည်းအကျိုးမရှိဗုဒ္ဓရာတရားတို့လည်းအကျိုးမရှိဘာမှအကျိုးမရှိပဲအပြင်းပြေုံညာတက်တဲ့အကျိုးတွေအပြင်းကိုမပြေပါဘူးဟုတ်လားဒါဖြစ်လို့ဆိုတော့ဘုရားလူသားတော်များများပြောနေတဲ့စကားတွေက သူများကောင်းကြောင်းပြောတယ်။ပြီးရင်ကိုကောင်းကြောင်းပြောတယ်။ဒါရီဝိညာဉ်ဟုတ်လား။သူများကောင်းကြောင်းနဲ့ကိုကောင်းကြောင်းပြောကြများဟုတ်လား။များတယ်။အဲ့လိုဆိုလို့ရှိရင်တကယ်တော့အသက်သူတွေဘာမှအကျိုးရှိတော့တာမဟုတ်ဘူး။နော်။ဒါကြောင့်ပြီးတော့ကောင်းတော်တော်ဘာမှအကျိုးမရှိဘူး။ဒီမြေရအမှတ်မြန်စကားတွေပြောကြတာပဲပဲ။တစ်ဖက်လိုအချင်းကုန်သေးတယ်။အကြံမှုရှိတဲ့အကျိုးတွေကိုဖြစ်စေတယ်။ ဘာမှအကျိုးရှိတယ်ကိုကိုယ်တည်းကအကျိုးရှိရမို့နားထောင်ရတဲ့ပုဂ္ဂိုလ်တွေလည်းအကျိုးရှိရတာမရှိဘူး။ဒါကြောင့်အဲ့ဒီလိုစကားမျိုးကိုရှောင်ပြီးတော့အကျိုးရှိနိုင်တဲ့စကားမျိုးကိုလေ့ရှင်းပြီးတော့ပြောဆိုဖို့မလိုဘူးလား။ဒါကြောင့်မင်းတော်ဆရာတော်တို့စကားပြောပြီးဆိုလို့ရှိရင်ပထမရှောင်တဲ့အဲ့ဒီအချက်သေးတဲ့ကိုသိထားပြီးတော့ရှောင်ပြီးတော့ပြောရတယ်။နောက်ဝင်လို့လူညွှန်းပြီးတော့ပြောတဲ့နေရာကိုဆိုလို့ရှိရင်ဟိုဘယ်လို ်တယ်ဘုရားပါဠိတော်အစ္စကတိပတ်မှာဟောနေတာဒီကိုပြီးပြီးတော့ပြောရမယ်ဆိုရင်တော့မှန်ကန်ပြီးတော့အကျိုးရှိတဲ့ဇာတ်ကိုအချိန်ကာလကိုကြည့်ပြီးတော့မေတ္တာတရားနဲ့ဒုညက်တိမ်မွေးစွာပြောဆိုရရတယ်သိလားဇာတ်ကောပြောပြီးဆိုရင်မှန်ရမယ်ဟုတ်လားအဲ့ဒီအမှန်ကန်တဲ့ဇာတ်ကလည်းမှန်ရမယ်ပြီးတာဆိုမပြီးဘူးအကျိုးရှိမှုတွေကအမှန်နဲ့အကျိုးရှိတာပေါ့ဒါကြောင့်ဉာဏ်စာလေးတော့ပြောပြတယ်တို့တို့ချက်တွေအဲ့ဒီစာရောင်းလေးကိုအရှင်းပါ ်ဒီလိုကြီးရတဲ့အောင်ဒီတော်ကျေးဇူးနဲ့ညာတော့တယ်မှန်တိုင်းပြောဖို့မတော်ပါဘူးဒါပေမဲ့ပြောတိုင်းပံပေါ်တော်တော်တယ်နော်ဘယ်လိုငယ်ကြီးလဲတော့မသိဘူးဟုတ်လားအလုံးကျေးဇူးနဲ့ဦးဇင်ကအဲ့ဒီစာကြောင်းလေးကိုဖတ်ရတာဟုတ်လားမှန်တိုင်းပြောဖို့မတော်ပါဘူးဟုတ်တယ်ပေါ့မှန်တိုင်းပြောလို့မရဘူးဟုတ်လားဒါပေမဲ့ပြောတိုင်းတော့ပံပေါ်တော်တယ်နောက်တစ်ခါပြည့်တော့ပံပေါ်တော်တော်မှန်တိုင်းပြောလို့မရဘူး ြောလိုက်ပါမှာလို့တော့အေးမှားနေကြလားဆိုပြီးသူတို့အကျိုးရှိမှပြောရတယ်အဲဒီမှားနေမှာလည်းအကျိုးရှိရှိတယ်ဒါပေမဲ့ဒီချင်းကပြောတဲ့နာမပြောတဲ့လို့လားလက်ရှိမှာဟုတ်လားဟုတ်လားတချို့ကလည်းပြီးတော့အကျိုးရှိရတယ်လည်းဖြစ်တော်လည်းပဲအချိန်ကလည်းမရောက်သေးတဲ့အချိန်မှာကိုကပြောလိုက်တယ်ဆိုရင်တပည့်တို့ကလက်ခံနိုင်လို့အကျိုးမဲ့ပါတာတော့မရှိဘူးလားရှိတယ်ကိုပြောတဲ့ကလည်းမှန်တယ်မှန်တယ်တကယ်အကျိုးရှိနေတဲ့ကလည်းဖြစ်နေသို့တော်ကသူကသိကြနေတယ်လား ူအရင်မှာသိမှတော့ဟုတ်ရဲ့လားဟုတ်လားအဲ့လိုမျိုးအမြင်မြင်ပုံကိုချိန်ဖို့ကာလကိုချိန်ဖို့ဘယ်လိုလုပ်လားမလုပ်ဘူးဒါကြောင့်မှလည်းစကားကိုအကျိုးရှိတဲ့စကားကိုလည်းအချိန်မှတော့ကြည့်ပြီးတော့ပြောတဲ့ပုံနဲ့ပြောသေးတယ်အဲ့လိုပြောတဲ့ပြောတဲ့အနေအထားမှာလည်းဖြစ်တာစိတ်ကိုအချိန်ခံပြီးတော့ပြောတယ်လို့အကျိုးရှိနေတဲ့စိတ်ဒါအလွန်ကြီးကြီးတယ်ဟုတ်တယ်မှာပြဟုတ်လားစိတ်ကြီးရတဲ့အလွန်ကြီးကြီးဒီကအကျိုးရှိကိုလည်းစိတ်နဲ့ပြောမှဒီစကားကတစ်ဖက်ကို မြားကြီးတံပိုးထားသွားစေတာနားလေတယ်တော့တရားတရားဘာလို့ဆရာကြီးနေတာလဲအပေါ်ကနေပြီးတော့သမားကိုကြားနေလို့ပြောနေတယ်ဆိုရင်သိတယ်တပည့်တော်ကဟာဒီလိုတော့ဘောင်းကြီးကိုပြောတာဆိုရင်တပည့်တော်ကသိတယ်ဟုတ်လားဒါကြောင့်မြစ်တာစိတ်ကလေးဒီစီရနာလေးပါလို့အရင်ကြည့်လို့လားကြည့်ကြည့်ရစကားတော့ပေါ့ပေါ့တော့လို့ဆိုတာလည်းမိစ္ဆာပါဟုတ်လားအေးမှန်တယ်မှန်တယ်အကျိုးလေးရှိတယ်အရှိကလာလည်းမှန်တယ်ဟုတ်လားပြေကောကမြစ်တာလေးနဲ့လည်းပြောတယ် ဲတို့တော့ဘုရားဓာတ်ကြီးကိုဆောက်တော့အောင်တဲ့ကျန်ရတဲ့ဓာတ်ကြီးလိုလိုက်တယ်ဆိုရင်လည်းအာရယာမရောက်ဖြစ်ဖြစ်တော့မှာဆိုရသည်ဘယ်လိုပြောတဲ့ဇာတ်ကလူမြတ်ကိုဖြူတာလို့ရတယ်ပြောသည်ဟုတ်လားဆရာပြည့်တော်ဆိုတော့ဟိုဇာတ်ပြောတဲ့ပို့ဆိုတာဦးဇင်းတော်ကအသက်ကြီးလာနေတယ်ဟုတ်မယ်ဒီမှာလာတော့ကျွန်တော်သိရတယ်။အရင်ကတည်းကတည်းကနေနေအကျညာရဲ့လူရင်းချင်း။ဒါကြောင့်ဒီလိုကျွန်တော်တို့အောင်းဆုံးပြောနိုင်တာတော့မြတ်စွာဘုရားတော်ကလည်းရှိနေလို့ဖြစ်ပါတယ်။ ဟုတ်လားဒါကြောင့်မြတ်စွာဘုရားဒီသူကကြဆိုတဲ့ခုကြီးနဲ့နော်တင်ပြန်ကျော်တော်ထင်ရှားတာသူကကြဆိုတာပါတော့စကားတော့ကိုပြောတဲ့နေရာမှာမြတ်စွာဘုရားကိုပြည့်ရဲ့လို့ဒီရောက်မှာမရှိဘူးဟုတ်ရဲ့လားပြောလိုက်တဲ့စကားတိုင်းဒီအကျိုးကိုပြည့်ရတာဆိုတဲ့အကျိုးအပြည့်ဆိုတာမရှိဘူး ဘာသာယုံကြည်တာပြောလို့ကိုပြောလိုက်တဲ့စကားကောင်းတဲ့စကားကိုဖြစ်ဖို့မလိုဘူးလားပြောတယ်။ကောင်းတဲ့စကားဖြစ်ဖို့ဆိုရှင်ကုသဝါဒဆောင်ရမယ်၊ပြီးတော့လာတာဆောင်ရမယ်၊ပြုသဝါဒဆောင်ရမယ်၊သမထလာတာဆောင်ရမယ်။မှန်ကုန်ပြီးတော့အယူရှိတဲ့စကားမျိုးကိုအချိန်ကာလကိုကြည့်ပြီးတော့ဘိဒာတရားနဲ့လုံညံ့တဲ့ကိုယ်ဆိုပြောဆိုတဲ့ပုံနဲ့လိုပါလေ။ဟုတ်ရဲ့လား။အားလုံးမပြောတဲ့ဘူးဆိုရင်တော့ကိုယ်ဟာမင်္ဂလာတရားနဲ့ဒီဝိဇ္ဇာနဲ့ပတ်သက်